ခါနဲ့ကွာသုံးမှာပေါ့နော်သုံးခါနဲ့ကွာသုံးမှာကျွန်တော်တက်နေဆိုပြည့်လုပ်ထားတယ်ပေါ့နော်သုံးခါနဲ့ကွာသုံးမှာအဲ့ပထမတော်တော်ဘူဒီကိုဖိုင်ဒီပဲဝင်ကြည့်လိုက်တော့ကြာနော်ဒါဆိုပြန်မပြတော့ဘူးအဓိကလိုရင်းလောက်ပဲနော်ကျွန်တော်ဒီဘူဒီကိုဖိုင်တင်တဲ့ခါတို့ပို့တင်တဲ့ခါတို့လိုက်လို့တဲ့ခါတို့နော်ဒီမိမိတွေ့တာလေးကြီးရေးပြပါလို့ကွန်မန်းတို့ပါလို့ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီဆရာလူကြီးနော်ဆရာလူကြီးကျွန်တော်ကဒီရှင်းရှင်းပြောရင်ကျွန်တော်ကဟိုအရေးကြီးတယ်လို့တော့မဟုတ်ဘူးဆုံးဖြတ်ချက်မချခင်မှာရှင်းထားခဲ့ရတည်တာပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီနှလုံးပေါင်းကြီးဒီတစ်ကိုကျွန်တော်တို့ခွန်တော့ပေးနေကျွန်တော်တို့ရှစ်တယ်ပေါ့နော် ဒီနှလုံးပေါင်းကြီးဒီတစ်ကိုကျွန်တော်တို့ခွန်တော့ပေးနေကျွန်တော်တို့ရှစ်တယ်ပေါ့နော်ကျွန်တော်ပြခဲ့တာကတုံးခါနဲ့ကွာတုံးပဲပြခဲ့သေးတယ်နော်အဒီနှလုံးပေါင်းကြီးဒီတုံညာကိုကျွန်တော်တို့ရှစ်နှောင်းပေးနေကျွန်တော်တို့ရှစ်တယ်ပေါ့နော်ဒီနှလုံးပေါင်းကြီးဒီကိုကိုကျွန်တော်တို့ကိုနှောင်းပေးနေရှစ်တယ်ပေါ့နော်ဒီနှလုံးပေါင်းကြီးဒီခွန်ကိုကျွန်တော်တို့ရှစ်ဖြစ်ဖို့ရတဲ့တင်တော့ပေးပေါ့နော်တင်တော့ပေးဒါတော့ပြီးပြီလားတင်တော့ပေးနော်အဲ့ဒီမှာကျွန်တော်တို့ဒီနှလုံးပေါင်းကြီးဒီတင့်နော်အမှတ်ချက်တော့ဒီနှလုံးပေါင်းကြီးဒီဒီနှလုံးပေါင်းကြီးဒီဒီနှလုံးပေါင်းကြီးဒီတုံညဒီနှလုံးပေါင်းကြီးဒီကိုဒီနှလုံးပေါင်းကြီးဒီခွန်ဒါတစ်တစ်တုံညကိုးခွန် ော်ဒါကျွန်တော် live လုပ်နေတဲ့ခါကျနေနေစဉ်းပြီးတဲ့စကားပြောတာဟိုဗီဒီယိုနဲ့ကြာသိစဉ်းပြီးနော်အဲ့ဒီမှာကျွန်တော်တို့ကသုံးခါနဲ့ခွာသုံးပေါ့နော်သုံးခါနဲ့ခွာသုံးကျွန်တော်တို့အခုသိစီထည့်ကြည့်မယ်ပေါ့နော်သိစီထည့်တဲ့ခါမှာကျွန်တော်တို့ည9ရက်8ရက်အသုံးလုံးပေါင်းကြီးတွေ8ည9ရက်8ရက်အသုံးလုံးပေါင်းကြီးတွေ8ရှစ်ကိုကျွန်တော်တို့6ရက်စီနဲ့ကျွန်တော်တို့တက်လို့ထည့်တယ်ဒီနှလုံးပေါင်းကြီးတက်ကိုကျွန်တော်တို့တက်လို့ထည့်တယ်နော်ဒီနှလုံးပေါင်းကြီးတက်ကိုဒီနှလုံးပေါင်းကြီးတက်ကို8956အသုံးလုံးပေါင်းကြီးတွေကိုဒီမှာကျွန်တော်သိစီတလုံးထည့်လိုက်ပြီနော်သိစီတလုံးထည့်တာနဲ့8ခါတိုင်းနဲ့ခွာသုံးနေ6ထည့်နေနော် ောက်ပိတ်ပါပြီကြမှာတခါတို့နောက်ပိတ်ကခုံနောက်ပိတ်တယ်နော်လာရင်တကွထည့်လိုက်ပြီးသိသိထည့်ပြီးပြီးကြမှာတခါကျွန်တော်ပြန်ပြီးတော့ထည့်ပြအောင်နော်ခုကဒီလိုမောင်ကြီးဒီတိတ်ကိုခုံနောက်ပိတ်နေရှိတယ်ဒီလိုမောင်ကြီးတိတ်ကိုဒီလိုမောင်ကြီးဒီကငါ့ကိုရှောက်ဖြစ်စီနေတက်တယ်နော်အဲ့ဒီတက်ဖြစ်သွားတဲ့ချိန်မှာတခါတည်းအပြတ်သွားလိုက်မယ်နော်ဒီလိုမောင်ကြီးဒီရှစ်ရှစ်အဲဒီလိုမောင်ကြီးဒီရှစ်နဲ့၆နဲ့လေးလေးကိုလေးနဲ့ပေါင်းလို့ရှိရှစ်ရှစ်ကိုကျွန်တော်၆နောက်ပိတ်နဲ့ပေါင်းလို့ရှိရှစ်နောက်ပိတ်နဲ့ပေါင်းလို့ရှိရှစ်ဆိုပြီးတော့တိတ်၆ဆိုပြီးတော့ကဏ္ဍတစ်ခွက်၆၈ခုံဆိုတော့ကဏ္ဍတစ်ခွက်သွားတယ်နော်နှလုံးပေါင်းကြီးဒီတက် တစ်ကိုလေလုံးမောင်းကြီးဒီသုံးလုံးမောင်းကြီးဒီငါငါ့ကိုဆောက်နေတစ်တယ်နှလုံးမောင်းကြီးတစ်ကိုခုနောက်ပိနေရှစ်တယ်အဲ့ရှိတဲ့ချိန်မှာနှလုံးမောင်းကြီးဒီလေးလေးကိုလေးနဲ့ရှစ်တယ်ရှစ်ကိုရှစ်နဲ့၆တယ်တစ်တစ်၆ဆိုပြီးတော့ပါဝါရိုက်ပြီးတော့၆ရှစ်ကုန်လို့ခဏထွက်ခဲ့တယ်ဒီမှာနှလုံးမောင်းကြီးဒီတစ်ကိုကျွန်တော်တို့၈၅၆သုံးလုံးမောင်းကြီးဒီကိုကိုကိုနှစ်နဲ့ပေါ့လို့ရှိတစ်လို့ထည့်တယ်နော်ကျွန်တော်တို့တစ်ကိုတစ်လို့ထည့်တယ်အဲ့တစ်ကိုကျွန်တော်တို့နှလုံးမောင်းကြီးဒီ၆၆ကို၄နဲ့ပေါ့လို့ရှိရင်နှစ်နှစ်ကိုကျွန်တော်တို့ဟမ်နှလုံးမောင်းကြီးဒီ၆၆ကို၄နဲ့ပေါ့လို့ရှိရင်၃ညာ၃ညာကို၆နောက်ပိနဲ့ပေါ့လို့ရှိရင်၆ဆိုပြီးတော့တစ်တစ်၆ဆိုပြီးတော့ခဏ နှစ်ခွန်ဆိုကနန်းထွက်တယ်နော်ဒီမှာလည်းကျွန်တော်နှလုံးပေါင်းကြီးဒီတုံညာတုံညာကိုကျွန်တော်ရှင်းနောက်ပိတ်နဲ့ပေါင်းလို့ရှစ်နောက်ပိတ်ထည့်လိုက်ပြီနော်နောက်ပိတ်ထည့်လိုက်ဒီနှလုံးပေါင်းကြီးဒီတုံညာကိုကျွန်တော်တို့ခွန်နှစ်၆သုံးလုံးပေါင်းကြီးဒီခွန်ခွန်နှစ်၆သုံးလုံးပေါင်းကြီးဒီခွန်ခွန်ကိုသုံးနဲ့ပေါင်းလို့ရှင်းတုံညာနော်နှလုံးပေါင်းကြီးဒီတုံညာခွန်နှစ်၆မြစ်ကိုသုံးလုံးပေါင်းကြီးဒီခွန်ခွန်ကိုသုံးနဲ့ပေါင်းလို့ရှင်းတုံညာအထူးကြီးထည့်လိုက်တယ်နော်အဲ့တုံညာကနှလုံးပေါင်းကြီးဒီ၄လေးကိုတင်းနဲ့ပေါင်းလို့ရှင်းကငါ့ကိုတုံညာနဲ့ပေါင်းလို့ရှင်းငါဆိုပြီးတုံညာတုံညာ၅ဆိုပြီးတော့သုံးရှစ်ရှစ်ဆိုတဲ့ကနန်းတစ်ခွက်ထည့်တယ်နော်ဒီမှာကကျွန်တော်တို့နှလုံးပေါင်းကြီးဒီကိုကိုလို့ထည့်တယ်နော်အဲ့ဒီကိုလို့ထည့်တာ ਨੇ ဒီပြန်နဲ့တင်းနဲ့တုံးတင်းနဲ့တုံးသုံးလုံးပေါင်းကြီးဒီ6 6ကိုတုံးတဲ့ပေါင်းလေးစပို့လို့ချဲ။ဒါကြောင့်ဆေးစီးချဲလိုက်တယ်။နှလုံးပေါင်းကြီးကိုကိုနောက်ပိနေရှိတယ်။နောက်ပိချဲလိုက်တယ်။အဲ့နောက်ပိကိုကျွန်တော်တို့ဒီမှာကနှလုံးပေါင်းကြီးဒီ6ကိုတုံးတဲ့ပေါင်းလေးရှိတယ်။တစ်ကိုကျွန်တော်တို့၃နောက်ပိနဲ့ပေါင်းလို့ရှိရင်၄ဆိုပြီးတော့ကို6လေးဆိုပြီးတော့ပါဝါနဲ့တုံးတုံညာကိုဆိုတဲ့ကဏ္ဍတစ်ခုထည့်တယ်နော်။တုံးတုံညာကိုဆိုတဲ့ကဏ္ဍထည့်တယ်။သူကထေစီရှင်နှလုံးပေါင်းချင်းနောက်ပိနော်ကျွန်တော်ပြခဲ့တာဆော့တော့ပိုင်းဗီဒီယိုဒီမှာ၃ခါနဲ့ဟွာတုံးနဲ့ပြခဲ့တယ်နော်။ဒီမှာလည်းကျွန်တော်တို့ခွန်ခွန်ကိုကျွန်တော်တို့ခွန်လို့ရှိတယ်။အဲ့ခွန်ကိုကျွန်တော်တို့ သုံးလုံးပေါင်းကြီးဒီငါနော်သုံးသုံးကိုသုံးလုံးပေါင်းကြီးဒီငါငါ့ကိုခုန်ဖြစ်ဖို့အတွက်နှစ်သိစီနော်နှစ်သိစီအဲ့နှစ်သိစီကိုကျွန်တော်တို့နှလုံးပေါင်းကြီးဒီနှလုံးပေါင်းကြီးဒီတော့တုံးကိုကျွန်တော်တို့လေးနဲ့ပေါင်းလို့ရှင်တုံးကိုလေးနဲ့ပေါင်းလို့ရှင်ခွန်ခွန်ကိုကျွန်တော်တို့ရှင်နှလုံးပေါင်းကြီးဒီငါးနဲ့ပေါင်းလို့ရှင်နှစ်နော်ရှင်နှလုံးပေါင်းကြီးဒီငါးနဲ့ပေါင်းလို့ရှင်နှစ်အဲ့ဒါကျွန်တော်တို့2 3 1ပေါ့နော်2 3 1ရှင်နှလုံးပေါင်းကြီးငါးတင်တော့ပေးနှစ်ထိပ်နော်ဂွာတုံးတုံးခါတိုင်းနော်အဲ့မှာကျွန်တော်တို့နှလုံးပေါင်းကြီးတစ်ကိုလေးနှလုံးပေါင်းကြီးဒီတစ် အတိရကြတဲ့ဒီပိုင်းနဲ့အဲ့လိုမောင်းကြီးဒီလေးကိုလေးနဲ့လေးနဲ့ပေါ့လို့ရှိရင်ရှစ်ရှစ်ကိုရှင်းနောက်ပိနဲ့ပေါ့လို့ရှိရင်6တိတိ6ဆိုပြီးတော့ထိတ်စီရဲ့နောက်ပိရဲ့ရှင်းလုံးပေါင်းကြီးရဲ့နော်ထိတ်စီရဲ့နောက်ပိရဲ့ရှင်းလုံးပေါင်းကြီးရဲ့လာတယ်နော်ဒီမှာလည်းအဲ့လိုမောင်းကြီးဒီ6နဲ့9နဲ့တက်တယ်တက်တယ်လို့အဲ့ဒီကိုကျွန်တော်တို့9 6 9 6 8သုံးပေါင်းကြီးဒီကိုကိုနှစ်နဲ့ပေါ့လို့ရှိရင်ထိတ်စီထည့်တယ်အဲ့ထိတ်စီထည့်တဲ့ကောင်မှနှလုံးပေါင်းကြီးဒီ6 6ကိုလေးနဲ့ပေါ့လို့ရှိရင်သုံးတယ်သုံးနောက်ကိုရှင်းနောက်ပိနဲ့ပေါ့လို့ရှိရင်6တိတိ6ဆိုပြီးတော့နှစ်ထိတ်စီနဲ့ရှင်းလုံးပေါင်းကြီးလေးနဲ့ခေါင်းနောက်ပိနဲ့နော်ဒီဒီဒီမူဒီမူတခုတည်းချုပ်တာကနော်ဒီလိုရှိတယ်ဒီမှာကကိုကိုကိုကျွန်တော်တို့ ကိုနောက်ပိနေပေါ့လို့ရှိရင်ရှစ်တာတုံညာနော်တုံညာကိုကျွန်တော်တို့ရှင်းနောက်ပိနေပေါ့လို့ရှိရင်ရှစ်တယ်အဲ့တုံညာကို၆နှစ်ကိုသုံးလုံးပေါင်းကြီးဒီခွန်ခွန်ကိုသုံးနှစ်ပေါ့လို့ရှိရင်တုံညာဆိုတော့သုံးသိစီထဲတယ်သုံးသိစီထဲတဲ့အချိန်မှာနှလုံးပေါင်းကြီးဒီလေးလေးကိုပြည့်နေပေါ့လို့ရှိရင်ငါးကိုတုံညာနဲ့ပေါ့လို့ရှိရင်ငါးဆီပြီးတော့တုံညာတုံညာငါးဆီပြီးတော့သုံးထည့်ရှင်းလုံးပေါင်းကြီးဒီရှင်းနောက်ပိနေကဏ္ဍတစ်ခွက်ထည့်တယ်နော်ဒီမှာနှလုံးပေါင်းကြီးကိုကိုကျွန်တော်တို့တင်းတဲ့တုံ၆၆ကိုသုံးနှစ်ပေါ့လို့ရှိရင်ကိုသုံးသိစီထဲတယ်အဲ့နှလုံးပေါင်းကြီး၈ကိုသုံးနှစ်ပေါ့လို့ရှိရင်ဒီ၁ကိုသုံးနှစ်ပေါ့လို့ရှိရင်လေးကိုကိုလေးဆီပြီးတော့သုံးသိစီရှင်းနှလုံးပေါင်းကြီး 3ကိုနောက်ပြီးနေ339ခုဆိုတဲ့ခဏထည့်တယ်နော်အခုဒီမှာကကျွန်တော်တို့နှလုံးပေါင်းချင်းခွန်ခွန်ကိုကျွန်တော်တို့339ကို3လုံးပေါင်းချင်းဒီမှာ5ကို8ထည့်စီနေပေါင်း8ထည့်စီနေပေါင်းလို့ရှိရင်ခွန်အဲ့ခွန်ကိုကျွန်တော်တို့နှလုံးပေါင်းချင်းဒီတော့3ကို9နဲ့ပေါင်းလို့ရှိရင်8ကို4နဲ့ပေါင်းလို့ရှိရင်8စီလို့ခွန်ခွန်နေ8ထည့်စီနှလုံးပေါင်းချင်းက10နောက်ပြီးနေ3ထည့်ဆိုတဲ့ခဏထည့်တယ်ပေါ့နော်3ထည့်ဆိုတဲ့ခဏထည့်တဲ့ခါကျကျွန်တော်ကဒါဒီအထူးကဒီဖိုင်မှာကကျွန်တော်တို့15ပြားနဲ့5ခက်နဲ့ပေါ့နော်5ခက်နဲ့ကျွန်တော်တို့အပေါ်ကဖိုင်နဲ့ဆင်းလာတာကိုဒီချိန်မှာလာပြီးတော့ ရိုက်တယ်ပေါ့ဗျာနော်ဒီချိန်မှာလာပြီးရိုက်တယ်စင်ကားပြားကိုအပြီးရှင်းတယ်ပေါ့နော်အခြားအခြား site တွေနဲ့ဝင်သွားမယ်ဆိုရင်တော့ကျွန်တော်မပြောတတ်ဘူးနော်အဲ့ဒီမှာကျွန်တော်တို့ဒီ subscription ကစတာပေါ့နော် subscription ကစတဲ့ခါမှာစတော့ဘက်ကကျွန်တော်တို့ဒီဒီ site ကစတော့ဘက်ကကျွန်တော်ဒီဟောတာကွန်မြူနတီနဲ့တကားပြောပြတဲ့ခါကျတော့ကျွန်တော်ယူစတာနဲ့ဟိုယူစတာအမျိုးမျိုးတော့ယူစလို့ရတယ်ပေါ့နော်အမျိုးမျိုးတော့ယူစလို့ရတယ်ဒီ၃နောက်ဘက်ကို၆နောက်ပေါ့၆နောက်၆ဖြည့်စီနဲ့ပေါ့လို့ရှိရင်ကိုယ်လိုချေတယ်နော်ကျွန်တော်အဲ့ကိုယ်လိုထဲတဲ့ခါမှာဒီနှလုံးပေါင်းကြီးဒီကို ကိုကိုကိုနဲ့ပေါ်လို့ရှိရင်ရှစ်လို့ထည့်တယ်နော်ကိုကိုကိုနဲ့ပေါ်လို့ရှိရင်ရှစ်လို့ထည့်တယ်အဲ့ဒီမှာဒီငန်းလောက်ပေးလို့ကျွန်တော်တို့ latency နဲ့ policy ကိုကိုနှလုံးပေါင်းကိုနဲ့ပေါ်လို့ရှိရင်ကျွန်တော်တို့ရှစ်လို့ထည့်တယ်နော်ဒီသုံးနောက်ပေးသုံးနောက်ပေးလို့ငန်းနဲ့ပေါ်လို့ရှိရင်ရှစ်ရှစ်ကိုကျွန်တော်တို့နှလုံးပေါင်းကြီးတစ်ဆင်နဲ့ပေါ်လို့ရှိရင်ကျွန်တော်တို့ရှစ်လို့ထည့်တယ်နော်ဆောင်းနောက်ပေးလို့တင်းနဲ့ပေါ်လို့ရှိရင်ခွန်ခွန်ကိုကျွန်တော်တို့နှလုံးပေါင်းကြီးတင်းနဲ့ပေါ်လို့ရှိရင်ရှစ်လို့ထည့်တယ်ပေါ့နော်တို့3 5 3 6တက်ကိုကျွန်တော်တို့ဆောင်းနေပေါ်လို့ရှိရင်တက်ကိုဆောင်းနေပေါ်လို့ရှိရင်ခွန်လို့ထည့်တယ်နော်ခွန်ကိုကျွန်တော်တို့နှလုံးပေါင်းကြီးတက်နေပေါ်လို့ရှိရင်ရှစ်လို့ထည့်မယ်ဆိုရင်ကျွန်တော်တို့နှစ်ထည့်စီနော် ဲ့ဒီမှာကျွန်တော်တို့ဒီနှလုံးပေါင်းရင်းကိုဒီခွန်နဲ့ယူမှလား6လို့ဒီနှလုံးပေါင်းရင်းကိုခွန်နဲ့ယူမှလား6လို့ဒီနှလုံးပေါင်းရင်း8ကို8နဲ့ယူမှလား6လို့ဒီနှလုံးပေါင်းရင်းခွန်ကို9နဲ့ယူမှလား6လို့ဒီနှလုံးပေါင်းရင်းခွန်ကို9နဲ့ယူမှလား6လို့ကျွန်တော်ကအဲ့လိုမယူတော့ဘူးဒီ site မှာเนาะဒီ site မှာအဲ့လိုမယူတော့ဘူးအဲ့လိုမယူခဲ့တဲ့ကျွန်တော်တို့363ဆိုပြီးတော့ဒီနောက်ပိတ်နဲ့363ဆိုပြီးတော့နောက်ပိတ်နဲ့နှလုံးပေါင်းရင်းနှလုံးပေါင်းရင်း2ပေါ့363နှလုံးနှလုံးပေါင်းရင်း2ကိုကျွန်တော်တို့ကအခုချိန်မှာနောက်ပိတ်ယူမှဖြစ်တဲ့တွေ့เนาะနောက်ပိတ်ယူမှဖြစ်တဲ့တွေ့ဒီနှလုံးပေါင်းရင်းဒီငါငါ့ကိုကျွန်တော်တို့9နဲ့ပေါင်းလို့ရှိရင်2ဆိုပြီးတော့စောက်ထိတ်မယ် ခွန်ပိတ်နဲ့နော်ဒီမှာကကျွန်တော်တို့လေးထိပ်ငါးထိပ်ခွန်ပိတ်သုံးလုံးပေါင်းကြီးဒီ6ပေါ့နော်သုံးလုံးပေါင်းကြီးဒီ6အဲ့ဒီ6ကိုကျွန်တော်တို့56 6 65သုံးလုံးပေါင်းကြီးဒီကိုကိုယ်ကိုခွန်နဲ့ပေါင်းလို့6ဆိုပြီးတော့နောက်ပိတ်ကိုနှစ်ထိပ်နဲ့ခွန်နောက်ပိတ်နဲ့နော်ဒီမှာကကျွန်တော်တို့၅ထိပ်၃ပိတ်နဲ့၅နဲ့၃နဲ့ပေါင်းလို့ရှိရင်6ကိုခွန်နဲ့ပေါင်းလို့ရှိရင်၅နော်အဲ့ဒီ၅ကိုကျွန်တော်တို့ဒီမှာက6နှစ်ကိုသုံးလုံးပေါင်းကြီးဒီခွန်ခွန်ကို7နဲ့ပေါင်းလို့ရှိရင်၅ဆိုပြီးတော့နောက်ပိတ်ကပြန်ချက်တယ်နော်ဒီမှာက1ရဲ့6ရဲ့4ရဲ့1ရဲ့6ရဲ့9ရဲ့6ပေါ့နော်1ရဲ့4ရဲ့6 6ပေါ့အဲ့ဒီ6ကိုကျွန်တော်တို့တင်းနေတော့နော်တင်းနေတော့သုံးလုံးပေါင်းကြီးဒီ5နော် sorry ဒီမှာကကျွန်တော်တို့8 6 8သုံးလုံးပေါင်းကြီးဒီ5 8 6သုံးလုံးပေါင်းကြီးဒီ5ငါ့ကိုကျွန်တော်တို့တနှစ်သုံးတင်သုံးလုံးပေါင်းကြီးဒီ6 6ကို9နဲ့ပေါ်လို့ရှင်5ဆိုပြီးတော့နောက်ပြီးဆွဲထည့်တယ်နော်အဲ့လိုဆွဲထည့်တဲ့အခါမှာဒီတင်းနေ3 4 5ဆိုပြီးတော့5ခန်းနဲ့မှာဒီမှာကကျွန်တော်တို့6ထည့်စီဒီမှာကတင်းနောက်ပြီးလုံးပေါင်းကြီးဒီခွန်တင်းနေ3 4 5အာ sorry တင်းနေ3 4ဒီစတာက3ဟာစတာတင်းနေ3 4 5 1ရက်6ရက်9ရက်သုံးလုံးပေါင်းကြီးဒီ6เนาะသုံးလုံးပေါင်းကြီးဒီ6 6ဆိုရင်ကျွန်တော်တို့ဒီမှာလာမှာကသုံးလုံးပေါင်းကြီးဒီ339သုံးလုံးပေါင်းကြီးဒီ9သုံး339သုံးလုံးပေါင်းကြီးဒီ9ငါ့ကိုကျွန်တော်တို့တင်နောက်ပေးနေပေါ်လို့ရှိ6ဆိုပြီးတော့ကျွန်တော်ကတင်နောက်ပေးကိုဒီနေရာမှာကိုနောက်ပေးစာတင်နောက်ပေးကိုယူလိုက်ပါတယ်ကိုနောက်ပေးစာတင်နောက်ပေးကိုယူလိုက်တယ်အဓိကကျွန်တော်သွားချင်တာကဒီချိန်မှာရှင်းငါးပြားနဲ့ပဲအဓိကအလိုလိုချင်တာပေါ့နော်ရှင်းငါးပြားနဲ့အလိုလိုတဲ့ငါးကက်မှာသူ့ကိုကျွန်တော်ကအခုချိန်မှာဖောက်ပိုင်းရတော့ကျွန်တော်ကကဏန်းကဟိုလိုပေါ့ကျွန်တော်တို့၃ညာ၅ပြားကြီး၅၅ပြားကြီး တင်ငါးပြားတွေဆောင်းငါးပြားတွေမူရီကများတယ်ပေါ့နော်အဓိကရှိတာကျွန်တော်ကရှင်းငါးပြားနဲ့ပဲတတိစီတုံးလေတိုင်းတင်တော့ပဲဘေးကြောင်ရှင်းပေါင်းချင်းကခေါပေါင်းချင်းတုံးပေါင်းချင်းလေးတော့အမီတို့ကလာစားကြည့်လိုက်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ဒီနန်းမှာဒီနန်းမှာကျွန်တော်တို့ငါးကက်မူရီပေါ့နော်ငါးကက်မူရီကဘယ်လိုဖြစ်တယ်လဲဆိုတော့ဒီနှလုံးပေါင်းချင်းကိုနှလုံးပေါင်းချင်းကိုနှလုံးပေါင်းချင်းတက်စီနှလုံးပေါင်းချင်း တို့ဒီနမ်းမှာငားကွက်မှုတွေကဒီလိုဖြစ်တဲ့ခါကျတော့ကျွန်တော်ဆောတမပြောခဲ့သလိုဒီငားငားပြားတွေကျွန်တော်ပယ်ခဲ့တဲ့ခြေစီးပေါ့နော်အဓိကခြေကငားငားပြားတွေတုံညာငားပြားတွေပေါ့အဓိကပြဿနာကတော့သူ့ပဲအဓိကကတော့နော်အဓိကဒီပြင်မှာလာပြီးတော့ငားကက်ကတော့အပင်ကြီးဖို့ဆိုတော့မလွယ်ဘူးနော်အပင်ကြီးဖို့ဆိုတော့မလွယ်ဘူးအခုဟုတ်ပြီကျွန်တော်တို့ဒီနှလုံးပေါင်းရင်ကိုပေါ့နော်နှလုံးပေါင်းရင်ကိုနှလုံးပေါင်းရင်ကိုရှင်းနေပေါ့လို့ရှင်းခွန်တော့ပေးတယ်နှလုံးပေါင်းရင်ကိုရှင်းနေပေါ့လို့ရှင်းခွန်တော့ပေးတယ်နှလုံးပေါင်းရင်ကိုရှင်းနေပေါ့လို့ရှင်းခွန်တော့ပေးတယ်နှလုံးပေါင်းတိစေကိုရှင်းနေပေါ့လို့ရှင်းရှင်းတော့ပေးတယ် နှလုံးပေါင်းကြီးတစ်ကိုရှင်းနေပေါ့လို့ရှင်းကိုးတော့ပြီတယ်အခုဒီထိပ်ရှိကိုဒီရှင်းနေပေါ့လို့ရှင်းဘာနောက်ပြင်မလဲဟမ်ဘာနောက်ပြင်မလဲအဓိကဒီနန်းလေးမှာပဲကျွန်တော်တို့ဒါကျွန်တော်တစ်ခါတလေဆရာကြီးကလည်းမတင်ဘူးလားမတင်ဘူးဆိုတာကဟိုတော့လည်းလည်းနည်းပါပါလေးမတင်ချင်ဘူးအပြည့်စက်အောင်လေးတယ်နော်မတင်ချင်ဘူးတက်လာလို့လည်းလမ်းမကြတော့တော့ရှားကြည့်တယ်ဖွေကြည့်တယ်ပေါ့နော်လူစားကြည့်ဖို့ကြည့်ပြီးပြီးဆိုမှစိတ်တန်းကြအောင်ဆိုမှပဲတဏ္ဍာကတင်ကျင်နဲ့အောင်လာမောင်းလာတော့သူ့ပိုင်းပေါ့နော်အဲ့လိုပုံစံနဲ့ဆိုလို့ရှင်းငါးပြားပေါ့နော် တဘောလဲကျွန်တော်တို့ဒီနှလုံးပေါင်းကြီးဒီရှစ်ရှစ်ကိုစောင့်တဲ့ပုံလေးရှိလေလေးကိုလေးနဲ့ပုံလေးရှိတယ်ကျွန်တော်တို့ရှစ်တာပဲနော်တုံးလုံးပေါင်းကြီးဒီလေးနော်တုံးလုံးပေါင်းကြီးဒီလေးလေးကိုလေးနဲ့ပုံလေးရှိတယ်ကျွန်တော်တို့ရှစ်တာပဲတုံးလုံးပေါင်းကြီးဒီမာကိုတို့တုံးလုံးပေါင်းကြီးဒီခွန်ခွန်ကိုတက်နဲ့ပုံလေးရှိတယ်ကျွန်တော်တို့ရှစ်တာပဲနော်ဒီမှာကတော့တုံးလုံးပေါင်းကြီးဒီတက်တက်တို့တုံးလုံးပေါင်းကြီးဒီငါငါကိုတုံးနဲ့ပုံလေးရှိတယ်ရှစ်တာပဲကျွန်တော်တို့အခုမှအဲ့လိုဘယ်လိုထည့်မလဲနော်ဒါလည်းကျွန်တော်တို့စဉ်းစားပြပဲနော်စဉ်းစားပြပဲဒါမှမဟုတ်ကျွန်တော်တို့ အများကြီးပေါ့နော်ယူဆကြတာကဒီခွန်နောက်ဘေးကိုနှစ်နဲ့ပေါလို့ရှိရင်နှလုံးမောင်းရင်ကိုးတာလားဒီခွန်နောက်ဘေးကိုနှစ်နဲ့ပေါလို့ရှိရင်နှလုံးမောင်းရင်ကိုးတာလားဒီရှင်းနောက်ဘေးကိုနှစ်နဲ့ပေါလို့ရှိရင်နှလုံးမောင်းရင်တုံရတာလားဒီကိုးနောက်ဘေးကိုနှစ်နဲ့ပေါလို့ရှိရင်နှလုံးမောင်းရင်တက်တာလားဒီနောက်ဘေးကိုဒီနှစ်နဲ့ပေါလို့ရှိရင်ဒီမှာလာမှာလားသဘောတရားနော်ဒါဒီနေ့လေးမှာကျွန်တော်တို့ဟိုကျွန်တော်ဆိုလိုချင်တဲ့အထိပ်ပဲကလွတ်လွတ်တာကိုပြောပြတာလွတ်လွတ်တာကိုပြောပြတာဒါသူမဖြစ်တာဖြစ်တာပါပေါ့နော်သဘောလဲကျွန်တော်တို့ကအခုချိန်မှာနှစ်ထိစီချတယ်ပေါ့နော်ဒီသုံးလုံးပေါင်းကြီးဒီခွန်ခွန်ကို တင့်နေပါလို့ရှင်ရှစ်တာပဲအဲရှစ်ရှစ်တပြားထည့်လိုက်ပြီဒီနှလုံးမောင်းကြီးဒီတစ်တစ်ကိုရှင်းနေပါလို့ရှင်ကိုကိုနောက်ပြတယ်လားနှစ်ကိုကိုပေါ့နော်သဘောတရား तू ကသလိုချင်တဲ့တွေကဒီမူကဘလို့ဘလို့ပဲကြည့်ကြည့်တက်တယ်လို့ကြည့်ဒီမူကဘူရိကြမှာရမှာဘူရိရတယ်ဆိုဒီမူဆက်ွက်တာအုပ်ပြလိုက်ဘူရိရတယ်ဆိုဒီမူဆက်ွက်တာထုတ်ပြလိုက်ဟမ်ဆက်ွက်မတက်ယူစားပြီဟုတ်တယ်ဆက်ွက်မတက်ယူရမှာ तू ကအဓိကဟိုလိုချင်တဲ့ဆိုရင် तू ကြံတဲ့အချမ်း site ဒီမှာတော့ဆက်ွက်လာတဲ့ဘူဒီ အနိုင်ရှိတယ်ပေါ့နော်ဆက်ကွက်လာတဲ့မူကြီးအနိုင်ရှိတယ်အနိုင်ရှိတာကတော့ကျွန်တော်ဆိုလိုချင်တဲ့အိဗေကဘာဖြစ်လို့ဆိုဒီခွန်းခွန်းရှိကိုမှာပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့လေးလေးကက်နဲ့တိုက်ခဲ့တယ်ပေါ့လေးကက်နဲ့ကန်ခဲ့တဲ့ခါမှာကိုနောက်ပြီးဒီလုံးဝငြိမ့်နေပေါ့ဗျာနော်အခုချိန်မှာတားကြီးလှုပ်ရှားသွားတယ်ပေါ့တားကြီးလှုပ်ရှားသွားတယ်သူတို့ချင်တဲ့အိဗေကတော့သုံးလုံးပေါင်းကြီးဒီရှိရှစ်ကိုခွန်းနဲ့ပေါင်းလို့ရှိရင်ကသုံးလုံးပေါင်းကြီးဒီရှိရှစ်ကိုခွန်းနဲ့ပေါင်းလို့ရှိရင်ငါသုံးလုံးပေါင်းကြီးဒီခွန်းခွန်းကိုရှစ်နဲ့ပေါင်းလို့ရှိရင်ကသုံးလုံးပေါင်းကြီးဒီ6ကို9နဲ့ပေါင်းလို့ရှိရင်ကသုံးလုံးပေါင်းကြီးဒီ10 10ကို9နဲ့ပေါင်းလို့ရှိရင်ကသူတို့သိကြပြီလားဟာနော်ဒီသုံးလုံးပေါင်းကြီးဒီရှစ်ကိုခွန်းနဲ့ပေါင်းလို့ရှိရင် နှားခဲ့တယ်ဆိုလို့ရှိရင်နှလုံးပေါင်းကြီးတစ်ကို9နဲ့ပေါင်းလို့ရှိရင်တုံညာလို့ပြန်ယူလို့ရတယ်ဟောနှလုံးပေါင်းကြီးဒီ6ကို9နဲ့ပေါင်းလို့ရှိရင်ကနှလုံးပေါင်းကြီးဒီတစ်ကို9နဲ့ပေါင်းလို့ရှိရင်တုံညာသူဒီမှာလည်းနှလုံးပေါင်းကြီးဒီ9လို့ထည့်တယ်အဲ့ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့ရိုက်တာကတုံး6ကိုဆိုတဲ့ကဏ္ဍမျိုးမမဘူးဒါပေမဲ့မှန်သလားဆိုတော့လည်းမမှန်ခဲ့ဘူးเนาะလေးကက်နဲ့မမှန်ကန်ကန်ပြီးခဲ့တဲ့ဘက်ကနှိုင်းနှိုင်းချွတ်ချွတ်လောက်ခဲ့တာပေါ့နော်ဒါပဲဖြစ်မလားဘူးခုနပြောသလိုပဲကျွန်တော်တို့ဒီနှလုံးပေါင်းကြီးဒီ6ကို9နဲ့ပေါင်းလို့ရှိရင်ကဒီနှလုံးပေါင်းကြီးတစ်ကို9နဲ့ပေါင်းလို့ရှိရင်တုံညာဒါ9တုံညာပဲเนาะနှလုံးပေါင်းကြီးဒီကွန်ခွန်ကို10နဲ့ပေါင်းလို့ရှိရင်ကနှလုံးပေါင်းကြီးတစ်စိကို10နဲ့ပေါင်းလို့ရှိရင်တုံညာ နော်နှလုံးပေါင်းကြီးဒီချက်ကိုတို့ကိုနဲ့ပေါင်းလို့ရှင်ကနှလုံးပေါင်းကြီးကိုတင့်နဲ့ပေါင်းလို့ရှင်တုံညာဒီနှလုံးပေါင်းကြီးခွန်ကိုတုံနဲ့ပေါင်းလို့ရှင်တုံညာဆိုဒီထိဒီနှလုံးပေါင်းကြီးဒီတုံညာကိုငါးနဲ့ပေါင်းလို့ရှင်ငါးဘိတ်နော်ဒါမှမဟုတ်ကျွန်တော်ဒီပွဲဆင်းလိုက်တယ်နှလုံးပေါင်းကြီးဒီငါး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 ဆိုရင်ကိုထိကျွန်တော်တို့ဒီတုံညာငါးပြားကိုငါးပြားမှာတော့လုံးဝကိုမငိမ့်တာဒီအများကြီးပါကျွန်တော်ကတော့တုံညာငါးပြားကိုငါးပြားမှာတော့ဒီချိန်မှာတော့လွတ်လွတ်မလွတ်တော့မထင်ဘူးချာ site ဒီနဲ့ပါခဲ့လို့ရှင်တော့ ကျွန်တော်တို့မပြောတတ်ဘူးပေါ့နော်ဒါပေမဲ့ဒီမူလေးတော့ကျွန်တော်တို့ဒီမူကဘာပဲဖြစ်ဖြစ်ဇက်ွက်မူဖူပရိပဲဖြစ်နေမယ်မိမိကိုစိုက်နေတဲ့ရအသုံးပြုလို့ရတယ်ကျွန်တော်အခြားဇက်ွက်ဒီကိုထိုးကျင်တပါဆိုလဲကျွန်တော်ပြီးမှတိတန်ပေါ့နော်ပို့ပုံညာလေးတင်ပေးပါမယ်ဒီတိုင်းမှာတော့ကျွန်တော်ကဒီစေစီမှာတော့ကျွန်တော်တို့2 3 2 3 1ဆိုတဲ့ကဏ္ဍတစ်ခွက်နော်မိမိတို့စိုက်နေတဲ့ရင်တော့ဖူပေါ့ဗျာအားလုံးပဲစေစီမှာတောင်းကြပါလိမ့်